။ဟောရိုက်နေတာ။ဆိုတော့အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီနေ့အိမ်လေးတစ်လုံးကြောင့်ရောင်းဝေးကြလို့ပေါ့နော်။ဆိုတော့ပွဲစားလည်းမဟုတ်ပါဘူး။ဒါကြမင်းကဟိုကလည်းလှုပ်တယ်၊ဒီကလည်းလှုပ်တယ်ဖြစ်နေပါဆိုလို့ဆိုတော့ခဏလေးဘယ်ကုမ္ပဏီမှလည်းလာရတာလည်းမဟုတ်ပါဘူး။အော်ဘယ်အိမ်လေးလဲဆိုတာကျွန်တော်ရဲ့အကူအိမ်ပါခုရောင်းပေးတာပေါ့နော်ပြီးရင်သူရေတိုက်မယ်လို့တော့ပြောနောက်ကနော်ဟုတ်ပါမှာရှိပီတာ VIP 1မှာရှိတယ်ပေါ့နော်ဆိုတော့ရောင်းစေးလေးလဲကျွန်တော်ပြီးရင်ပြပြမယ်အိမ်လေးကတော့နောက်မှာချစ်စရာလေးပါပေအကျေက800 25ဟိုနောက်ထည့်61ခြံကနေမှဒီအရှိကို16နှစ်ပြီးထပ်ပြီးတော့ပို့ပါသေးတယ်အဲထဲမှာဗားလေးတွေပါလဲကြောင့်ထပ်ပြီးတော့ပြပြပေးမယ်နော်လာဒီအဆက်ကနေစပြီးတော့ဟိုးဘက်အဆုံးထည့်ကသူက61ရှိဒီနဲ့ဒီကအကျယ်က 25ပဲပေါ့เนาะဆိုတော့ဒီကနေမှအပြင်ကိုလည်း18ပြီထပ်ပြီးတော့ရှိပြီးရှိသေးတာဆိုတော့တော်တော်လေးမှတော်တော်လေးကိုကျယ်တယ်လို့ပြောလို့ရတယ်ပေါ့เนาะပြင်ဦးလွင်တို့ဘာတော့ညာတော့အဲ့လိုမျိုး vibe လေးပါခြံစည်းကိုလည်းတစ်ခါတည်းခတ်ထားပေးပြီးသားသူစုကျိုး blade တွေလည်းတတ်ထားပေးပြီးသားဒီမှာဆိုရင်လည်းကျွန်တော်တို့မီးတိုင်ပေါ့เนาะမီးတိုင်ဆိုလာနဲ့လုပ်ပေးထားတယ်ညနေပဲနေကြပြီဆိုတာနဲ့ဒီကောင် automatic မီးလာလာမလာလာလင်းနေပေါ့เนาะအိခန်းနှခန်းပါတယ်အိခန်းပါတယ်ရေတင်ဖို့အတွက်ဂျီမော်တာတွေဟိုးမှာဆိုလည်းရေစီး ဒါတထောင်လီတာဘုံမှာတခါတည်းပါပြီးသားဗျဒီဟာတွေပါတခါတည်းအားလုံးဆက်တာပေါ့နော်လက်တင်တန်းပြီးတော့နေုံပါပဲကျွန်တော်ဒီဘက်ကပြတင်းတကားတွေဆိုလဲဒီမှာတန်ပန်းနေရာအစသူဒီ security ဘိုင်းကိုတည်တည်ချာချာလေးလုပ်ပေးထားရတယ်ပေါ့နော်ရှေ့မှာဆိုလဲပန်းမင်းနဲ့အကုန်လုံးနဲ့ထားပေးခဲ့မှာဒီရှေ့မှာဆိုလဲအလှပန်းမင်းနဲ့လည်းအကုန်လုံးထားပေးခဲ့မှာပေါ့နော်ခြံစည်းရိုးတွေလည်းဒီမှာတခါတည်းလုပ်ပြီးတော့သစူးရိုး blade တွေပါတခါတည်းတက်ထားပေးပြီးတာပေါ့နော်25ပေးမှာအပြည့်စောက်ထားတာမဟုတ်ဘဲနဲ့ channel တွင် space ရအောင်လုပ်ပေးထားတာဆိုတော့ကျွန်တော်တို့မိသားစုတွေအတွက်တော့ကျွန်တော်ကတော့တော်တော်လေးအဆင်ပြေတယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်မသိတဖြည်းဖြည်းနဲ့လူကဘယ်လိုဖြစ်လဲဆိုတော့ review လို့ဆိုလို့ဖြစ်လာဆိုတော့ဒီဘက် channel ကနေလဲဟိုးဘက်ထိတ်ထိအကြေးလိုက်ခဲ့ပါအောင်ကျွန်တော်တို့မှာအထည်တဲ့ကျွန်တော်လိုက်ပြပေးမှာပါနော်အိမ်လေးကတော့ဒီလိုလေးပါသမီးရမြင့်ဆက်ဒီမှာတန်း KV တွေကအစအကုန်လုံးထားခဲ့ပေးမယ်ပေါ့နော်ခုံနေတဲ့ထားပေးခဲ့ပါနော်ကိုဆက်ဒီခုံနေလဲ မှန်တယ်ကောင်တွေလည်းထားပေးခဲ့မှာပါဒီမှာလည်းတခန်းရှိသေးတယ်ဘုံလုံးပစ္စည်းတွေကအစ်စ်တည်းပဲသူကဘယ်လိုဆိုစောက်ပြီးတော့နေတာလည်းမဟုတ်ပဲနဲ့ဒီတိုင်းထားရတာဗျပစ္စည်းတွေကတော့အကုန်လုံးလူမသုံးကသေးတယ်အစ်စ်တည်းအကုန်လုံးပစ္စည်းတွေထားပေးခဲ့မှာပါနော်ဘူးနေဝယ်မှဆိုအနည်းဆုံးသိန်း20ကျော်လောက်ရှိတာပါနော်ဆိုတော့အဲ့ဒီမြေမြင့်ဆက်တွေပါထားပေးခဲ့မှာဖြစ်ပါတယ်မှန်ပဲမဟုတ်ပဲနဲ့ဒီလိုမျိုး decoration တည်သားလေးတွေနဲ့လုပ်ပေးထားတာပါနော်ဆိုတော့ဒီမှာဆိုရင်တော့ဒါအိတ်ခန်းနောက်ထပ်ဒီ master bedroom နောက်ထပ်တစ်ခန်းပါနော် တော့ဒီမှာတခန်းရှိပါမယ်ရေချိုခန်းအိမ်သားကတော်တော်လေးကျဲပါတယ်အဲ့ဒါလေးလည်းထပ်ပြီးတော့ပြပေးပါဘောနော်ရေချိုခန်းအိမ်သားကလည်းသူကဟိုပြီးစလည်းမဟုတ်ဘဲနဲ့ဒီလိုမျိုးနိုင်ရန်ဝေါ်တက်စရာတွေပေါ့နော်အဲ့လိုမျိုးဘုတ်တွေနဲ့အကောလုံးပပတ်လေးလေးကာပေးထားပါတယ်ဒီချိုခန်းအိမ်သားကတော့တော်တော်လေးကျဲပါတယ်ဒီချိုခန်းရဲ့ဒီဘက်အပေါ်တက်မှာလည်းဒါ1000လီတာတန့်သူတခါလေးထားပေးခဲ့မှာမီးဇက်တွေလည်းမော်တာတွေလည်းအကောလုံးထားပေးခဲ့မှာဖြစ်ပါတယ်အကောလုံးလည်းကြွေပြားတွေခင်းထားပေးပြီးသားပါဒီဟာတွေဆိုလဲပါကေးတွေပေါ့နော်ပါကေးတွေအကောလုံးခင်းထားပေးပြီးသားဖြစ်ပါတယ် ရှေ့မှာကယူကလစ်ပင်တွေရောကုတ်ကိုပင်တွေရောဒီဘက်ကမကြီးပင်တွေရောအများကြီးပဲပေါ့နော်ပြီးတော့ရှေ့ကကျွန်တော်တို့မိန်လမ်းမကလည်းကြောက်ကြမ်းလမ်းမဟုတ်ဘဲနဲ့ကွန်ကရစ်ကအပြည့်ဆိုတော့လေကျွန်တော်တို့ကားနဲ့လာနေမယ်ဆိုတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ဒီဘက်အချမ်းမှာဆိုရင် City Map ရှိပါတယ် City Map ကိုဒီကနေကားနဲ့သွားမယ်ဆိုရင်3-4မိနစ်လောက်ပဲကြာတယ်ပေါ့နော်ဒီဘက်အချမ်းမှာဆိုရင်တော့ဒညင်းကုန်းဈေးကြီးရှိပါတယ်ရှေ့တက်တက်မှာဘာရှိလဲဆိုတော့ Pro 1ရှိပါတယ်ကိုလိုချင်တာရတဲ့ PC တွေရဲ့သူကအလဲမာလိုမျိုးဖြစ်နေတဲ့အတွက်အဲဒီနေရာလေးကဟိုဘယ်လိုပြောရမလဲ လိုမျိုးအင်ရှာနေတဲ့သူတွေအတွက်ဗီဒီယိုလေးကလည်းအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဒီရှိမှလည်းကျွန်တော်တို့ပန်းပင်လေးတွေစိုက်ပြီးတော့ကွက်ကိုနေလို့ရတယ်ဒါခြံဘလောက်ကျဲလဲဆိုတော့ကားလေးစီအေးစစီရက်လို့ရတဲ့အနေအထားပေါ့နော်ဒီမှာဆိုလည်းခြံစီရိုးတွေကကျွန်တော်တို့ပြန်ခတ်ဆရာမလို့ဘောနော်ကိုကဥမာထားပါတော့ဒီတစ်ထက်အိမ်ကိုကိုကမကြိုက်လို့ဖြိုပြီးတော့အပြည့်ပြန်စောင်းမယ်ဆိုရင်တော့မှာပဲ ပြန်ဆောက်ပြီးနေလို့ရတာပေါ့เนาะအဲ့လောက်ဒီ space ကကျဲပါတယ်ဒီ ship မှာဒါ18ပေလဲထပ်ပြီးတော့ပို့သေးတာဖြစ်တဲ့အတွက်ဒီဘက်မှာလည်း bandwidth တွေသူစိုက်ထားပြီးတယ်ပေါ့เนาะဒီဘက်ချမ်းမှာလည်း bandwidth အများကြီးပဲရှိပါတယ်ဆိုတော့ ship view ကတော့မြင်တဲ့အတိုင်းပါပဲလေဒီတဖြည်းဖြည်းနဲ့နေလို့ကောင်းပါတယ်ဘယ်လိုမျိုးမျိုးတဲတွေလိုမျိုးလိုမျိုးတိုက်တီကြားထဲမှာမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ nail vibe ပေါ့เนาะ easy easy vibe ကိုရတယ်ပြီးတော့လေရအမြဲတမ်းတဖြည်းဖြည်းနဲ့ဆိုတော့နေလို့ထိုင်လို့ကောင်းပါတယ်မိသားစုတွေအားလုံးလာနိုင်မယ်ဆိုရင်တော့နေလို့ရပါတယ်เนาะ ship မှာလည်းဒီမှာ concrete land ဆိုတော့ သူကသူဆိုင်ကယ်နဲ့ပဲသွားသွားကားနဲ့ပဲသွားသွားဖြူပီတာဘက်တွေဆိုရင်လမ်းနေရာမကောင်းဘူးလမ်းနေရာအဲ့လိုမျိုးဘွက်တွေပါညာတွေနဲ့ဆိုတော့အဲ့ဒီစိတ်ပူစရာရှိပါတယ်ဒီဟာက VMB 1ရက်ွက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကတော့အဲ့ဒါတွေမရှိဘူးပေါ့နော်โอเคကျွန်တော်ဈေးလေးပြောပြပေးပါမယ်တော့ခေါ်စီကတော့3950ဖြစ်ပါတယ်ကိုကနဲ့ကိုအဆင်ပြေအောင်ညှိနှိုင်းဈေးလေးလည်းတို့တို့လုပ်ပေးမယ်လို့ပြောပါတယ်မီတာပါပြီးသားပါရေပါပြီးသားပါ ရေမော်တာတွေရောတိုင်ကြီးတွေရောအကုန်လုံးထားပေးခဲ့မှာပါအဲ့ဒီဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ကျွန်တော်အကုန်နဲ့တာတိုက်ရိုက်ပြောလိုက်ပါစုံနေကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများပဲတင်ပါတယ်ကျွန်တော်ပွဲစားမှုပါခင်ဗျာเนาะအားလုံးပဲတက်တာပါ